မောင်နှမတွေက9ရောင်မြောက်သားလေးဖြစ်တယ်လို့သူမအတက်ဒုတိယမြောက်သားငယ်လေးဖြစ်တယ်။ချစ်စရာကောင်းလွန်တဲ့ baby လေးကိုအောင်မြင်စွာနဲ့မွေးဖွားလိုက်ပြီးဖြစ်တဲ့တရားဥပဒေပို့ချပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရားဥပဒေပို့ချပြုခင်ကတော့ဒီကနေ့အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာချစ်စရာကောင်းတဲ့တားငယ်လေးကိုအောင်မြင်စွာနဲ့မွေးဖွားတန်းစီခဲ့တာပဲဖြစ်ပါတယ်တရားဥပဒေပို့ချပြုခင်ဟာဒုတိယမြောက်တားငယ်လေးကိုမွေးခဲ့ပေမယ့်ဒီကလေးလေးကသူတို့မိသားစုအတွက်9ရောင်မြောက်အရှင်သွေးလေးလည်းဖြစ်ပါတယ် ဘုချပြုခင်တဲ့အကိုထွန်းတို့ကဒုတိယမြောက်သားလေးကိုဒီကနေ့အောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာမွေးဖွားခဲ့တာကြောင့်လက်ကီကောင်းတဲ့9ရက်နေ့မှာမွေးဖွားခဲ့တာကြောင့်ကဲကောင်းမှုတွေယူဆောင်လာမဲ့တားငယ်လေးအဖြစ်မှတ်ယူနေကြတာလည်းဖြစ်ပါတယ်။ဘုချပြုခင်ကတော့တမီးတွေရဲ့ဆန္ဒအရနောက်ထပ်တမီးလေးတယောက်ထပ်ပြီးတော့လိုချင်သေးပေမယ့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတော့အကိုထွန်းနဲ့ဖြစ်ခဲ့တဲ့ကဒေါက်ကဆကိစ္စလေးတွေကြောင့်နောက်ထပ်ရှင်သွေးယူဖို့ကိုကြောက်လန့်သွားပြီလို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ဒီနေ့မှမွေးဖွားခဲ့တဲ့တားငယ်လေးဟာသူတို့မိသားစုရဲ့အငယ်ဆုံးအထွေဆုံးတားငယ်လေးအဖြစ်အားလုံးကပျော်ရွှင်စွာနဲ့ဖိတ်ခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ချစ်စရာတားငယ်လေးကိုအောင်မြင်စွာနဲ့မွေးဖွားတန်းစီခဲ့တဲ့တယောက်စာပို့ချပြုခဲ့တဲ့အတွက်ပရိသတ်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။ပြန်တဲ့သွားပြီးအခုဒီမှာဆေးရုံကဟိုဟာလူနာဆောင်တယောက်အိတ်ကလေးမှာနှစ်ယောက်ပူးပြီးတော့အိတ်နေပါလေရှင်အဲ့လောက်ကိုတဲ့ပါအဲ့တော့ ။ तू လည်းနောက်တစ်ခါအပြင်မထွက်တော့ပါဘူး။ तू တငယ်ချင်းနဲ့မခေါ်ရတော့ပါဘူး။